မင်္ဂလာပါခင်ဗျရခိုခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မှာအချက်ဖက်စစ်တပ်လက်အောက်ခံ BGF အကူအညီနဲ့အာရှလမ်းမိုင်းကိုအဓိကဥတီထူပေါက်ခဲ့တဲ့စစ်တပ်ဗျူဟာမှုဂုံမကြီးတူရဝဏလှိုက်ဆိုသူဟာပုံရှုပ်ွယ်ရှုပ်နေထိုင်နေရတယ်ဆိုပါတယ်ထိုင်းမြန်မာနယ်စပ်အမှတ်1ဒဒါစစ်စီဂက်ကစစ်တပ်လက်အောက်ခံ BGF တပ်တွေကိုစစ်တပ်ကပဲပြန်လဲမောင်းထုတ်ဖယ်ရှားလိုက်ပြီး BGF တွေအနေနဲ့ မြရီမျိုးအဝင်အထွက်လုပ်မယ်ဆိုရင်လည်းစစ်တပ်ရဲ့ခွင့်ပြုချက်ယူဖို့အပြင်အင်အားနဲ့လက်နက်စက်ရင်းပါပေးရမယ်ဆိုပြီး BGF ကိုစစ်တပ်ကပြန်ပြီးအမိန့်ပေးလာတယ်ဆိုတဲ့သတင်းပေါင်းဝေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကရင်ပြည်နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF အကူအညီနဲ့အာရှလမ်းမိုင်းကို အတိတ်ကဥတီထိုးဖောက်ခဲ့တဲ့စစ်တပ်ဗျူဟာမှုဗိုလ်မှူးကြီးတူရဝနလှိုင်ဆိုသူဟာ ုံရှိုးကွယ်ရှိုးနေထိုင်နေရတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အဲ့ဒီစစ်တပ်ပြူဟာမှုဘုံမကြီးတူရဝနလှိုင်ဆိုသူဟာလက်ရှိအမေရိကန်ကဒဏ်ကပ်ပိတ်ဆို့ထားတဲ့စစ်တပ်လက်အောက်ခံ BGF အဖွဲ့ရဲ့အကူအညီနဲ့ဂရင်ပြည်နယ်ကအာရှလမ်းပိုင်းကိုဩဂလနှောင်းပိုင်းနဲ့စက်တင်ဘာလလာဇန်ပိုင်းမှာထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးမယ်။ဂရင်လက်နက်ကိုင်အဖွဲ့တွေအကြောင်းကိုသူကိုယ်တိုင်အသိဆုံးဖြစ်တဲ့အတွက်သူ့ရဲ့လုံခြုံရေးနဲ့သူ့မိသားစုလုံခြုံရေးအတွက်အမြဲလိုလိုစိုးရင်ပူပန်နေရပြီး ူမိသားစုနဲ့သူ့အကြောင်းကိုတခြားသူတွေမသိအောင်တိုးတိုးတိတ်တိတ်နေထိုင်လို့ရှိတယ်လို့လဲစစ်တပ်သတင်းရှင်းမိကပြောထားပါတယ်။သူဟာအနေထိုင်တိုးတိတ်ပြီးသူ့တပ်ပုံတွေပြင်ပပေါက်ချမှာကိုပါဆိုရင်တဲ့အတွက်နာမည်အရင်းနဲ့တောင်ဆိုရှယ်မီဒီယာမသုံးမဲ့မျိုးမြင့်ရန်အောင်ဆိုတဲ့အမည်နဲ့အသုံးပြုခဲ့တာဖြစ်ပြီးစစ်တပ်အာဏာသိမ်းစတုန်းကလည်းလူမှုကွန်ရက်စာမျက်နှာမှာမျိုးမြင့်ရန်အောင်အကောင့်နာမည်နဲ့ပြည်သူလူထုကိုချိန်မှောင်ခဲ့သူဖြစ်ပါတယ်။ဒါအပြင်သူဟာစစ်တပ်ဝါဒပြန့်ကားတွေမှာဇညွန့်ရေးသားသူလည်းဖြစ်ပြီး တရှိစီယိုစောင်းနီလေးတစ်ထဲစကားတွေကိုအတိတ်ကဇညွန့်ရေးခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီဘုံမူကြီးဝဏ္ဏလှိုင်တို့ခေါ်တဲ့စစ်တဝါရပြန်ဇညွန့်ရေးသူမျိုးမြင့်ရန်အောင်ဆိုသူဟာဒေါအောင်ဆန်းစုကြည်ကိုလည်းလူမှုကွန်ရက်ပေါ်မှာဆဲဆူပုတ်ခတ်လိရှိပြီးသူ့ရဲ့ဇနီးဖြစ်သူဟာလည်းကျန့်ဖို့ပါတီဝင်အမကန်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိအကင်းပြင်းတဲ့အာရှလန်ကို BG ရဲ့တပ်ဖွဲ့ရဲ့အကူအညီနဲ့ထိုးပေါက်ပြီးတဲ့နောက်စစ်တကအွန်လိုင်းဘော်ဒီမှာဝါရဖြတ်မှုတွေနဲ့အတန်ပြန်ထွက်လာပြီးမြေ အဲ့ဒီဘုံမကြီးဝနလှိုင်ဆိုသူကတော့လာမဲ့စစ်တပ်နှစ်ပတ်လည်နေ့တွေအတွက်ဝါရဖြန့်ဇညွန်းတွေထပ်မံရေးရင်းနဲ့ပဲလောက်ကြံခံရမှာကိုစိုးရင်ပြီးတိုးတိုးတိတ်တိတ်ပိုးရှုံးကွက်ရှုံးနေထိုင်နေရတယ်လို့စစ်တပ်တရင်ချင်းမိကရေကုန်ခစ်တစ်ကိုပြောထားပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့ဝါရဖြန့်ချီရေးမှာအားကိုးရတဲ့ဘုံမကြီးဝနလှိုင်ရဲ့ရာဇဝဲနောက်ကျောင်းတွေကိုတပ်တွင်းဖျဲသီးတွေစီကပဲစတင်ရရှိခဲ့ပြီးရေကုန်ခစ်တစ်ကစီစစ်အတီးပြုတ်ခဲ့ရမှာ သူဟာတော်လိုင်းကြီးတတွေရဲ့ပြစ်ခတ်လှုပ်ချန်မှုတွေကိုရှောင်ရှားဖို့ပုံရှုပ်ကွယ်ရှုနေထိုင်နေရတဲ့အကြောင်းကိုပါတီးခဲ့ရတယ်လို့သူကိုယ်တိုင် ပုံရှုပ်ကွယ်ရှုနေနေပြီမဲ့သူ့ရဲ့အကြောင်းနဲ့နောက်ခံအခြေအနေတွေကိုတော့တက်တွင်းဖျဲသည့်တွေကနေတစင်းတော်လိုင်းကြီးတက်အသီးသီးစီကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ ထိုင်းမြန်မာနေဆက်အမှတ်1ဒဒါစစီကိကစစ်တပ်လက်အောက်ခံ BGF တပ်တွေကိုစစ်တပ်ကပဲပြန်လဲမောင်းထုတ်ဖယ်ရှားလိုက်ပြီး BGF တွေအနေနဲ့မြရီမျိုးအဝင်အထွက်လုံမယ်ဆိုရင်လဲစစ်တပ်ရဲ့ခွင့်ပြုချက်ယူဖို့အပြင်အင်အားနဲ့လက်နက်စရင်းမှာပေးရမယ်ဆိုပြီး BGF ကိုစစ်တပ်ကပြန်ပြီးတော့အမိန်ပေးလာတယ်လို့ကရင်စစ်ရေးတရင်ချင်းမြင့်ကရန်ကုန်ကစ်တီကိုပြောပါတယ်အဲ့ဒီမြရီမျိုးကိုတော့ BGF ရဲ့အကူအညီနဲ့အာရှလက်ကနေတဆင့်စစ်တပ်စစ်ကြောင်းတွေရောက်လာပြီးနောက်မှာပဲ ထိုင်းမြန်မာချစ်ကြီးအမှတ်တ1တားဂိတ်မှာလုံခြုံရေးယူထားတဲ့စစ်တပ်လက်အောက်ခံ BGF တပ်တွေကိုစစ်တပ်ကပဲပြန်လည်မောင်းထုတ်ဖယ်ရှားလိုက်ပြီးအဲ့ဒီနေရာမှာစစ်တပ်ကအစားထိုးနေရာဝင်ယူလိုက်တယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကသူတို့လက်အောက်ခံ BGF တပ်ဖွဲ့တွေကိုပြန်လည်မောင်းထုတ်ဖယ်ရှားလိုက်ရုံနဲ့မကမြရီမျိုးတွေကို BGF တပ်တွေအဝင်ထွက်လုံမယ်ဆိုရင်လေစစ်တပ်စီကနေခွင့်ပြုချက်အရင်ယူဖို့နဲ့မျိုးတွေကိုဝင်မဲ့ BGF တပ်ဖွဲ့အင်အားနဲ့လက်နက်အရေးအတွက်စရင်ကိုပါစစ်တပ်ကိုတင်ပြရမယ်ဆိုပြီး BGF ကိုစစ်တပ်ကအမိန်ပြန်ပေးလာတယ်လို့ ကရင်စည်ရဲ့တရင်ရှိမိကပြောထားပါတယ်လက်တလော BGN နဲ့ DKPA တပ်ဖွဲ့တွေရဲ့အကူအညီနဲ့မြရီမျိုးကိုရောက်ရှိလာတဲ့စစ်တပ်ကသူတို့လက်အောက်ခံ BGN နဲ့ DKPA တပ်ဖွဲ့တွေကိုပါပြန်ပြီးလုံခြုံရေးတင်းကျပ်လာမှုကြောင့်သူတို့အချင်းချင်းကြားမကျေနပ်မှုတွေရှိနေပြီးအများစုသော BGN တပ်ဖွဲ့တွေကရွှေကုတ်ကိုကိုအလုံးရင့်နဲ့တက်ဆွဲနေရယူထားကြသလိုဒီပုံစံအတိုင်းဆက်ဖြစ်နေရင်တစ်ချိန်မို့တစ်ချိန်သူတို့အချင်းချင်းညှိကြမဲ့သဘောရှိတယ်လို့လေကရင်စီရေးတရင်အရှင်မြစ်ကတုံ့တက်ပြောဆိုထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့ကချင်ပြည်နယ်ဖားကံမြို့အနီးကညောင်ပင်ကုန်းရက်ကွက်အနီးတစ်ဝိုက်မှာ KIA ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်အကြတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ကသေတဲ့သူတွေတော်တော်ကိုများနေုံနဲ့မကစစ်တုံးဘန်းတွေကိုပါလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA စည်ရင်တရင်ရှိမိကရှင်ကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့စတင်မလာ၁၀ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖားကံမြို့အနီးကညောင်ပင်ကုန်းရက်ကွက်အနီးစစ်ကြောင်းထိုးလာပြန်တယ်စစ်တပ်စစ်ကြောင်းကို GIMP တဲ့ပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမုံရမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကတေတဲ့ဒူတွေတော်တော်ကိုများထားရုံနဲ့မကတိုက်ပွဲတွေကနေအကြမ်းဖက်စစ်သားတွေကိုပါလက်နက်ခဲယံတွေနဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားသေးတယ်လို့ KIAC ရဲ့သတင်းရှိမိကပြောထားပါလေလက်ရှိဖက်ကမျိုးအနီးမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတိုင်း KIA ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့တင်စစ်တပ်ဘက်ကတေတဲ့ဒူတွေတော်တော်များပြီးအထိနာနေတဲ့ကြားက DIA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်တပ်ကပြန်လဲလိုချင်နေတဲ့အတွက်ထိုးစစ်စင်နာတွေလာလာလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေပဲတည်တဲ့သူတွေတန်ရရတဲ့သူတွေတော်တော်များနေတဲ့အခြေအနေတွေဖြစ်နေတယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းကုန်မြို့မြောက်ကလပ်မြို့နယ်ထွေအုပ်ယုံကလုံကြုံရေးအဆောင်စစ်တပ်နဲ့ရဲကို တော်လိုင်းရဲဘော်တွေကလက်ပစ်ဘုံးနဲ့ပစ်ကတ်တက်ခိုက်မှုအတွင်းစစ်သားနှစ်ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့မြို့ပြကျွတ်ကွန်ရက်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီကျော်လောက်မှာပဲရန်ကုန်မြို့မြောက်ကလပ်မြို့နယ်ကအချက်ဖက်စစ်တဲ့လက်အောက်ခံထွေးအုပ်ရုံမှာရောက်နေတဲ့စစ်သားနဲ့ရဲ12ဦးကိုတော်လိုင်းရဲဘော်တွေကလက်ပစ်ဘုံးနဲ့ပစ်ကတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်သားနှစ်ဦးကတော့ပြင်းထန်ဒဏ်ရာတွေရသွားပြီးပစ်ကတ်မှုအပြီးမှာတယ်။ စစ်သားတွေကကြောက်အလန့်အားနဲ့မိတွေဖျက်ချလိုက်ပြီးတော့တနနဲ့ရန်ကန်ပြစ်ခတ်တာတွေပါပြုတ်လုခဲ့သေးတယ်လို့မြို့ပြကြွက်ကွန်ရက်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့မှာစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကပဲတော်လိုင်းရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ပြုတ်လုနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ပဲခူးတိုင်းကဖြူးမြို့နယ်မှာ ဂျက်ဖက်စကောင်စီတပ်ရဲ့ဗိုလ်မှူးဇော်မျိုးနောင်နဲ့ရဲမှူးထိုက်လင်းဦးဆောင်တဲ့စစ်တပ်နဲ့ပြူစော်တီအဖွဲ့တွေကစစ်မှုရန်ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေရမှာ15ရက်အတွင်းမှာတည်းလူငယ်အယောက်300ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့မြို့ကန်ပြည်သူတွေနဲ့ဒေသတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ဒါကတော့ဖြုံဖြုံနဲ့မှအချက်ဖက်စကောင်စီတက်ရဲ့ဗိုလ်မှူးဇော်မျိုးနောင်နဲ့ရဲမှူးထိုက်လင်းဦးဆောင်တဲ့စစ်တပ်နဲ့ပြူစော်တီအဖွဲ့တွေကစစ်မှုရေးအပစင်18ရက်အတွက်ဆိုပြီးဩဂုတ်လ19ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာလူငယ်တော်တော်များများပေါ်တာဆွဲဖမ်းဆီးခံရပြီး15ရက်အတွင်းမှာလည်းဖြူးမြို့နယ်မှာလူငယ်စုစုပေါင်းအယောက်300ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့အဲ့ဒီထဲကငွေကြေးတနက်နေ့လူငယ်တွေကတော့တဦးကိုငွေကြေး25သိန်းကနေ55သိန်းအထိပေးမှပြန်လွှတ်ပေးဖို့ညှိနှိုင်းလို့ရတယ်လို့ငွေကြေးမတန်နိုင်တဲ့လူငယ်တွေကတော့စစ်မှုထမ်းတန်တန်းချောင်းကိုတခါတည်းအပုတ်ခံရတယ်လို့မြို့ကန်ပြည်သူတွေကပြောထားပါတယ်။တရှိဖြူးမြို့နယ်မှာ အချက်ဖက်စကောင်စီတက်ရဲ့ဗိုလ်မှူးဇော်မျိုးနောင်နဲ့ရဲမှူးထိုင်လင်းဥဆောင်နဲ့စစ်တပ်နဲ့ပြူစောတိအဖွဲ့တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပုံစံဟာလူပြန်ဘေးဆွဲတဲ့ပုံစံလိုဖြစ်နေပြီးအဲဒီကရတဲ့ငွေကြေးတွေကိုလည်းသူတို့အချင်းချင်းအဆင့်ဆင့်ခွဲဝေယူကြပြီးတော့အခုဆိုရကြေးအုပ်ချုပ်ရေးမှုနေရာတွေကိုပါဗိုလ်မှူးဇော်မျိုးနောင်ဆိုသူကလက်ရဲဇရဲမဟုတ်တာ လုံမဲ့သူတွေကိုပဲအုပ်ကြီးအဖြစ်ခန့်အပ်တာတွေလုပ်နေတဲ့အတွက်မြန်မာနိုင်ငံကတော့တော်တော်ကိုပျက်စီးသွားပြီလို့လေဒေတာတွင်တရင်အရှင်မြေကပြောထားပါတယ် လက်ရှိအဲ့ဒီဘကိုးတိုင်းဖြူမျိုးနယ်ကနေအကြဖက်စစ်တပ်ရဲ့ပုံမှန်စစ်မှုတန်းအပတ်စဉ်တစ်ခုအတွက်လူငယ်600နဲ့800အကြာစုဆောင်းနေတယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာလည်းမန္တလေးမြို့မှာအချက်ဖက်စစ်တပ်နဲ့ပြူစော့တီတွေကလိုင်စင်မဲ့ကားတွေနဲ့လူငယ်တွေကိုနေညမရွေးပေါ်တာဆွဲနေပြီးအဲ့ဒီလိုင်စင်မဲ့ကားတွေကလည်းရဲကဖမ်းဆီးထားတဲ့လိုင်စင်မဲ့ကားတွေကိုအသုံးပြုဖို့ထုတ်ပေးထားတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် လက်ရှိမန္တလေးမြို့မှာအကြမ်းဖက်စစ်တပ်နဲ့ပြူစော့တီတွေကလိုင်းရှင်မဲ့ကားတွေနဲ့ကားနံပါတ်ပြမျိုးစုံအသုံးပြုပြီးတော့အရဲဝတ်တွေနဲ့လက်နက်တွေကင်ပြီးလမ်းကျိုးလမ်းကြားတွေပါမကျန်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေခက်စိတ်စိတ်ကိုလှုပ်လာနေကြတယ်ဆိုပါတယ်အဲ့ဒီမှာစစ်တပ်နဲ့ပြူစော့တီတွေကလူငယ်တွေတွေ့တာနဲ့ကားပေါ်ဆွဲတင်သွားပြီးဒါကိုမျက်စိရှေ့တွင်မြင်တွေ့နေရတဲ့အခြေအနေထိမြို့ပေါ်မှာပေါ်ပေါ်တင်တင်ကြီးတွေစစ်တပ်ကပေါ်တာဆွဲနေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲဒီလို တို့ပေါ်တာဆွဲဖန်းစီသွားတဲ့လူငယ်တွေကိုစစ်မှုတန်းလူအချက်ရှိတဲ့မြို့နယ်တွေစီပြန်လဲရောင်းစားတာတွေအလဲအထက်လုတာတွေပတ်စံနဲ့ပြန်ရွေးခိုင်းတာတွေလုပ်ပြီးငွေရှာနေကြတယ်လို့ကိုယ်တိုင်ဖန်းစီခံရပြီးပြန်လွတ်လာတဲ့လူငယ်တွေကပြောထားတဲ့အပြင်စစ်မှုတန်းရဲ့နှိစက်သူတွေကပါပြောထားကြပါသေးတယ်။ဒါပြင်လက်ရှိမန္တလေးမြို့ပသိမ်ကြီးမြို့နယ်အတွင်းကရက်ကွက်ကြေးရွာတွေမှာလူငယ်တွေကိုစစ်တပ်ကစစ်မှုထမ်းမှုပို့တဲ့ဆာဟာစရင်တွင်းခိုင်းတာမျိုးမဟုတ်တော့ဘဲ စေလာစစ်ပါလာမစစ်ရင်အေးအေးယူခံရမယ်ဆိုတာမျိုးတွေ ਨੇ မဖြစ်မနေပုံစံမျိုးပို့လာတာဖြစ်ပြီးအုတ်ကြီးတွေကိုယ်တိုင်ကလည်းဗစက်ကနေစစ်တပ်ကခေါ်တဲ့အတိုင်းမလာရင်စစ်ပြေးဝရမ်းပြဖြစ်ပြီးတွေ့တဲ့နေရာဖမ်းမယ်ဆိုတာမျိုးတွေအထိချိန်ချောက်ပြောဆိုလာတဲ့အတွက်အခြေအနေတွေကပို့ပို့ဆိုးလာတယ်လို့ပတိန်ကြီးမျိုးနဲ့နေမိပါတူကရှင်းပြထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကရတပ်ပြည်သူတွေနေထိုင်ရာနဘူးတော်ကျေးရွာကို အကြပ်ဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စစ်ရှောင်းပြည်သူအမျိုးသမီး2ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ10ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံတွေကရခုံခစ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ9ရက်နေ့ကပဲအကြပ်ဖက်စစ်ကောင်စီတပ်ကရင်းမာပင်မြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာနဘူးတော့ကြေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာကြေးရွာရဲ့ကြောက်ရောက်ပောက်ကွဲပြီး စစ်ရှောင်းပြည်သူအမျိုးသမီးနှစ်ဦးတိတ်ဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၈ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံတွေကပြောထားပါတယ်။အဲ့ဒီနောက်အဲ့ဒီနောက်ဘန်ဘွိဂျေရွာထဲမှာရှိတဲ့စစ်တပ်နဲ့ပြူစော့တီတွေကနဘူတော်ဂျေရွာကိုဝင်ရောက်လာပြီးထွက်ပြေးလို့မလွတ်တဲ့ပြည်သူတွေကိုဖမ်းဆီးပြီးတော့နေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုပါဘန်ဘွိဂျေရွာထဲခိုးယူတည်ဆောင်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ